လိုင်းပေါ်မှာရှိကြတဲ့ကျွန်တော်ရဲ့ညီကိုမတော်မှာမြတ်အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျညီလေးသမီးမင်္ဂလာပါနော်ဟိုလိုင်းမကောင်းဘူးတဲ့ဒီဟုတ်ပြီဒီမှာတော့ကျွန်တော်စီမှာတော့ကောင်းနေတယ်လိုင်းတွေကလည်းဟုတ်ပါတယ်တော်တော်ဆိုးနေပါတယ်နော်လိုင်းတွေကဟိုနေရာ နေရာတိုင်းလို့လို့ပါပဲ။ line ကဝါနေတယ်။အဲ့ဒါဘလို့လို့မှလည်းမသိပါဘူး။ဝါနေတော့ဘလို့လို့မှလည်းမသိဘူး။အကူကဒီကောက်ပါဖိုင်လည်းမဟုတ်။ဖုန်းအင်တာနက်နဲ့တောင်းတာဆိုတော့ဒီမှာတော့လောလောဆယ်မှာတော့ကောင်းနေတယ်။ကဲဟုတ်ပြီမကောင်းဘူးပြောတဲ့သူကများကုန်ပြီ cái <laughs> ai đi cho nó qua lâu dài còn lễ luôn cho nó qua lâu dài còn lễ lại mà con ngõ ở bên đi na này con là bà lên không bỏ bí cho nó qua lên tìm giải ra thì tìm đẹp không ကဲအဆင်ပြေတဲ့အချိန်လေးကြရင်တော့ပြောပေါ့နော်အဆင်ပြေတဲ့အချိန်လေးကြရင်ပြောဆိုလိုင်းကဖြစ်တာကြတော့လေကျွန်တော်လည်းလောက်လို့ရမယ်မထင်ပါဘူးနော်ဒီမှာတော့ကျွန်တော်စီမှာတော့ကောင်းနေတယ်ဒါအနေနဲ့ရရကြတော့လေဟုတ်မှာပါဘာဝလေးပဲကောင်းပါလား နည်းနည်းလေးတော့လွယ်နေတယ်လွယ်လွယ်လေးပဲကောင်းပါတယ်ဆိုတာဟုတ်ကဲ့ပါကဲကျွန်တော်လည်းခိုးပဲခိုးလုံးလုံးလိုက်ဒီလိုလိုလောက်တော့လုပ်နေတယ်နော်ညထူကြချက်ပြရင်လည်းပြောကြအောင်ကျွန်တော်လည်းလောက်တော့လုပ်ကြည့်နေတာဒါဒီမှာကကောင်းနေတယ်ဆိုတော့အခက် မဒီချိန်ကတော့လိုင်းရမကောင်းအောင်ပဲအချိန်မှာနော်လက်စောစောဆိုတာကမလဲစောတော့ကတော်တော်များများကလိုင်းကောင်းပါဒီနေရာကလိုင်းမကောင်းတဲ့နေရာမှာနံပါတ်1သူ့အမကနာမှာပြီးတော့ပါလေငင်္ဂဘာကိုတင်းတဲ့ဝါးနေတယ်ကဲဟုတ်ပြီအဲ့ဒါကဆိုးတာပေါ့သူ့အမကနာပြောပါဆိုဒီနေ့ကကျွန်တော်က ကြာတာပရိနိရောက်လာပြီဆိုလို့ရှိရင်ညီလေးတို့လိုပဲလေဟောလုံးမပုံဆိုးနေတဲ့ကဲခက်ပြီငါ၆ခုခွင်နိုင်သေးလားခွင်နိုင်သေးလားဆိုရင်ကျွန်တော်အကြိုက်သေးမှာတော့ရှိသေးတယ်ကျွန်တော်အကြိုက်သေးမှာတော့ရှိသေးတယ်ဒါကကျွန်တော်ညီလေးတွေကျွန်တော်ညီလေးလူတရထုတ်တယ်ခွေးပါနော် ူလောက်ထားတဲ့အခွေပါကျွန်တော်ကတော့ကမ်းမထဲ့တော့မပြောပါဘူးသူတို့ပြတဲ့အခွေလေးလေးပေါ့အဲ့ဒီနေ့ကကျွန်တော်ကကြိုက်ပါသေးတယ်ဟာဝါနေတယ်ဘာမှမပြောဘူးခက်ပြီအဲ့ဒါဆိုရင်ခက်ပြီလို့ တန်ကောင်းတယ်ချီးကျဲအတန်ပဲကောင်းတာပါရုပ်ကကောင်းတဏ္ဍမင်းရတော့လဲအဆင်မပြေဘူးလေကျွန်တော်ကဒီနေ့ဟိုဒီလေးတွေလောက်သလိုပဲကျွန်တော်နေလောက်ကကြိုက်သေးတယ်လို့9 6ခွန်ကိုကိုကျွန်တော်ကဒီနေ့မှာဒီကနေ့နဲ့ကကျွန်တော်ကြိုက်နေသေးတယ်ကြိုက်နေသေးတယ်ဆိုတော့ကျွန်တော်အပြင်ပြောရရင်တော့ ွေနိုင်ပါသေးတယ်ပေါ့အဲ့ဒီလိုပြောမှာပေါ့နော်ဒါပေမဲ့ဒီခွေကကျွန်တော်ထုတ်ထားတဲ့ခွေမဟုတ်ပါဘူးဒီခွေကခွေနိုင်ပါတယ်အဲ့ဒီခွေထဲမှာဖက်လာခဲ့ရင်လေကျွန်တော်ပြောပါမယ်မခွေရင်လည်းမခွေပါနဲ့ခွေရင်လည်းဘာမှမပြောဘူးနော်9 6 9ခွန်60ခွန်ပေါ့ကျန်လေး3ခွက်ရှိတာပဲကျွန်တော်ဒီနေ့ဒီနေ့ပြည်တော့တုံးကြည့်ပါဦးနော် ဒီနေ့တနေ့တော့သုံးကြည့်ပါဒီနေ့တနေ့သုံးလို့မှမထွက်ရင်တော့လွတ်လိုက်ပေါ့နော်ငါချောက်ခွန်ကခွေတိုင်းတဲ့အနေထားမှာရှိနေပါသေးတယ်။တော်ဆိုးနေလဲဘာမှမမြင်ရဘူးလားမသိဘူးနော်။ကျွန်တော်ဒီနေ့ပြပေးရမယ့်စတဲ့ကကျွန်တော်ကဒီနေ့ညီလေးတွေလူပဲလေ။ကဲပေါကနန်းလေးတွေကနန်းလေးတွေကြံနေတဲ့ကနန်းလေးတွေနဲ့ကဲပေါကနန်းလေးနဲ့ကျွန်တော်လက်ဆိုင်လေးတွေနဲ့ကျွန်တော်ဒီနေ့ဆုံဆုံလင်းလင်းကျွန်တော်ပြပေးဖို့အစီအစဉ်ရှိပါတယ်။ โอ้အဲ့ဒီအခွေကြိုက်ကျွန်တော်စီမှာပွဲစတော့ငါတောက်ပါလားလို့ပွဲစတော့ငါတောက်ရင်ကျွန်တော်အခွေဆိုရင်ထွက်သွားပြီလဲမနေပြီကြည်လာအောင်စောက်ချင်နေ ြည့်မြန်မယ်အဲ့ဒါဆိုတော့ကျွန်တော်လိုင်းကိုနောက်တစ်ခုပြန်တင်လိုက်ရင်ကောင်းလာပြီเนาะခဏလေးစောင့်ပဲဘယ်လိုလဲကျွန်တော်လိုင်းချပြီးပြန်ပြီးတော့နောက်တစ်ခုပြန်တင်ကြည့်မယ် no ကျွန်တော်တစ်ချက်လောက်မှန်လေးပြောပါဦးကျွန်တော်အဲ့လိုလုပ်ပေးကြည့်မယ်တစ်ချက် ကဲအားလုံးသဘောတူပြီနော်အားလုံးသဘောတူရင်ကျွန်တော် line ချလိုက်မယ်ချပြီကျွန်တော်ပြန်ပြီးတော့ကြံတင်ကြည့်မယ်နော်ကဲဟုတ်ပါ